အားလုံးမင်္ဂလာပါခင်ဗျာ welcome back to next new channel next new channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီတစ်ပတ် share ပေးသွားမယ့်အကြောင်းအရာလေးကတော့ bitcoin နဲ့ cryptocurrency တို့ရဲ့အဓိကခြားနားချက်နဲ့အသိထားသင့်တဲ့အကြောင်းအရာလေးတွေကို bitcoin သူတွေတို့ရဲ့ရှင်းပြချက်များကိုကိုးကားပြီး share ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီအကြောင်းအရာလေးတွေကိုကျွန်တော်မ share ခင်မှာ disclaimer လေးတစ်ခုလုပ်ချင်ပါတယ်ဒီ bitcoin နဲ့ cryptocurrency တို့မှာငွေကြေးရင်းနှီးမြှုပ်နှံမှုတိုက်တွန်းနှိုးဆော်တာတို့ အကြံပြုတာတွေကိုကျွန်တော်လုံးဝလုံးဝပြုလို့မှမဟုတ်ပါဘူးဆိုတာကိုအရင်ပြောထားပြပါစီခင်ဗျာသိရှိထားတဲ့အကြောင်းအရာလေးတွေ information လေးတွေကိုပဲ share ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မိတ်ဆွေတို့တကယ်ပဲ digital ကဘာကြီးမှာနေမယ်ဆိုရင်ကျွန်တော်တို့ဟာဒီ bitcoin တို့ cryptocurrency တို့ရဲ့ငွေကြေးတွေအကြောင်းတွေကိုသိထားရမှာပဲဖြစ်ပါတယ်အဲ့လိုသိထားပြီးဆိုရင်တော့မိတ်ဆွေက bitcoin နဲ့ crypto တို့ရဲ့ခြားနားချက်ကိုပါထပ်တည်ထားလိုက်ပြီးဆိုရင်မိတ်ဆွေက level တစ်ခုကိုရောက်နေပြီဆိုတော့အသေးချာပါပဲ ကဲအဲ့တော့ဗျာကျွန်တော်တို့အစီအစဉ်လေးကိုစလိုက်ရအောင်ဟုတ်ကဲ့ Bitcoin ဆိုတာဘာလဲ Bitcoin ဆိုတာကဗဟိုထိန်းချုပ်ခြင်းလုံးဝမရှိဘဲ online နဲ့သာ transaction သွားတဲ့ငွေကြေးတစ်ခုလည်းဖြစ်ပါတယ်သူ့ကိုအတူကောင်းအနေနဲ့ BTC လို့လည်းခေါ်ပါတယ်ငွေပေးချေမှုတွေရင်းနှီးမြှုပ်နှံမှုလုပ်ခြင်းနဲ့ငွေလွှဲခြင်းများအတွက်တပ်ပါတီဂျာကန်လူမရှိဘဲဗဟိုချုပ်ကန်မှုကိုလျှော့ချပြီးလွတ်လပ်သည့်ဖလှယ်မှုတစ်ခုဖြစ်ဒီဇိုင်းထုတ်လုပ်ထားတဲ့ digital ငွေကြေးတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာ Bitcoin ကို2009ခုနှစ်မှာ ဆန်တိုရှိနာကာမိုတိုဆိုတဲ့အမည်နဲ့လူကစတင်တည်ထွင်ခဲ့ပြီးဒီလူကယောက်ျားလားမိန်းမလားအဖွဲ့အစည်းတစ်ခုလားဆိုတာကိုတော့အခုတည်းတဲတဲကွဲကွဲမသိရသေးပါဘူးခင်ဗျာဟုတ်ပြီဒါဆိုရင် cryptocurrency ရောဘာလဲဗျာသူလည်းပဲ online နဲ့အသုံးပြုရတဲ့ digital currency digital money တစ်ခုပဲဖြစ်ပြီးအချင်းချင်းလွှဲပြောင်းနိုင်ပြီး blockchain database system ငွေကြေးစနစ်တစ်ခုပဲဖြစ်ပါလေဟာဗျာဒါဆိုရင် bitcoin နဲ့ cryptocurrency ကဘာများခြားနားနေလို့လဲဗျာဟုတ်ကဲ့ Bitcoin နဲ့ Crypto ရဲ့ခြားနားချက်ကလာပါပြီခင်ဗျာ Bitcoin ကတေချာတလောက်ကမိသည့်လူတဦးတယောက်အဖွဲ့အစည်းအောက်မှာမှရှိနေတာမဟုတ်ပဲ Open Source Blockchain System တခုလည်းဖြစ်ပါတယ်ပြီးတော့ငွေကြေးဆိုင်ရာ Value တွေကိုတနေရာမှတနေရာသို့ရွှဲပြောင်းလာအထောက်အကူပြုနိုင်သည့်ပစ္စည်းတခုလည်းဖြစ်ပါတယ်ဖွံ့ဖြိုးတဲ့နိုင်ငံများနဲ့အာနာရှင်နိုင်ငံများရဲ့လက်အောက်မှာနေရတဲ့ပြည်သူတွေအတွက်ဆိုရင် Bitcoin ကပိုပြီးတင့်တော်ပါတယ်ဘတ်အကောင့်ပိတ်တာတို့ ငွေကြေးစနစ်နဲ့ငွေဆက်ကူတွေကိုဖျက်သိမ်းတာတို့ကိုလုံနိုင်တဲ့အန်ရယ်ကနေကာကွယ်နိုင်ပါတယ်။ဘစ်ကွိုင်းသားလျင်စစ်မှန်တဲ့ဘို့အခြေပြုခြင်းမရှိတဲ့အင်တာနက်ငွေကြေးစနစ်တစ်ခုဖြစ်တယ်လို့ယူဆကြောင်းကျွမ်းကျင်သည့်သူတေသည်များကလည်းပြောထားတာကိုတွေ့ရပါတယ်။ခရစ်တိုကာရန်စီကတော့ဘစ်ကွိုင်းလိုမဟုတ်ပါဘူး။ဒီခရစ်တိုကာရန်စီအမျိုးအစားပေါင်း2000ကျော်လောက်တောင်ရှိနေပါတယ်။လူတဦးတယောက်တို့မဟုတ်အဖွဲ့အစည်းတစ်ခုကချုပ်ကင်ထားလို့ရတဲ့ closed blockchain system တစ်ခုပဲဖြစ်နေလို့ပါ။ ပြီးတော့မြည်သူမဆို programming တိုက်ရင် chat gpt ကိုတုံးတိုက်ရင်တောင်မိမိဘာသာ cryptocurrency တခုကိုထူထောင်လို့ရပါတယ်။ဒါကြောင့် American က influencer တွေကြော်ကြားသူတွေကထုတ်တဲ့ cryptocurrency တွေကလည်းရှိနေပါတယ်။ဥပမာအားဖြင့် American သမ္မတ Donald Trump ကထုတ်တဲ့ Trump main coin တောင် January 18ရက်နေ့မှာ launch လုပ်လိုက်တာတံပိုးတွေတက်ပြီး January 19ရက်နေ့သမ္မတချမ်းတစ္ဆာချင်းဆိုရန်တရက်လိုမှာ US ဒေါ်လာဘီလီယံပေါင်း14.5အထိ တံပိုးမြင့်တက်ခဲ့တာကိုတွေ့ရပါတယ်။ဒါတွေကလူပုဂ္ဂိုလ်တဦးနဲ့အဖွဲ့အစည်းတစ်ခုရဲ့အပေါ်မူတည်ပြီးဝယ်လိုအားတွေမြင့်တက်ရင်လိုလိုတံပိုးတက်လာတဲ့သဘောပါပဲ။နောက်ဆုံး၃ပုံ၂ပုံထိကိုဈေးထိုးကျသွားတာပါပဲခင်ဗျာ။အရန်ကိုဈေးများတဲ့အချိန်ထိရောက်တော့မှသူတို့ကပိုင်ဆိုင်မှုတွေရောင်းချသွားတာကိုလည်းတွေ့ရပါတယ်။သူတို့ရဲ့လျှော့ဝက် key password တွေ protocol system တွေဆိုတဲ့လူတယောက်သုံးပုံအဖွဲ့အစည်းတစ်ခုရဲ့ပိုင်ဆိုင်ထားတဲ့ asset တွေကိုလည်းရောင်းချသွားခြင်းပဲဖြစ်ပါလိမ့်ခင်ဗျာ။ Bitcoin က online ကနေပဲစီးဆင်းလည်ပတ်နေတာဖြစ်တာကြောင့်ငွေကြေးလိမ်လည်သူတွေဂိုင်းတွေက Bitcoin ကိုအသုံးပြုပြီးရာဇဝဲမှုတွေငွေကြေးလိမ်လည်မှုကျူးလွန်တာမျိုးရောဖြစ်နေသလားခင်ဗျာဒုစရိုက်သမားတွေကတော့ nebe အသီးသီးမှရှိနေကြသမြဲပါပဲသူတေသနာတွေရဲ့ research လေ့လာတွေ့ရှိချက်အရ Bitcoin ကြောင့်လိမ်လည်မှုကတစ်ကမ္ဘာလုံးမှာ3 billion သာရှိပြီးတခြားတစ်ဖက်မှာလည်းကုလသမဂ္ဂ UNODC ကထုတ်ပြန်ထားတဲ့ report အခုထဲမှာတော့တစ်ကမ္ဘာလုံးဆိုင်ရာ money laundering criminal activity တွေနဲ့ဘန်းတွေကပိတ်တာတို့ငွေကြေးစနစ်တို့ကိုပယ်ဖျက်တာတို့စသည်တို့ကြောင့် global gdp 2.5%တိရှိကြောင်းဒီ percentage ဟာ us dollar 800 billion ကနေ2 trillion တိရှိကြောင်းဖော်ပြထားတဲ့အတွက်ဒီနှစ်ခုအနိုင်ရှင်ကြည့်လိုက်မယ်ဆိုရင် bitcoin ကြောင့်ဆိုတာကပိုပြီးနှဲပါနေပါလေရာဇဝဲမှုကိုကျူးလွန်သူတွေအနေနဲ့လဲဒီပွင့်လင်းမြင်သာမှု open source စနစ်ရှိတဲ့ bitcoin ကနေရာဇဝဲမှုကျူးလွန်ကြတာတဲ့ဘယ်သူမှမမြင်ရတဲ့ နောက်ရံခံလိုက်လို့မရတဲ့ close source snippet တဲ့ဒီ cryptocurrency ကနေ bank snippet တွေအခွင့်အာဏာရှိသူတွေနဲ့ပူးပေါင်းပြီးကျူးလွန်ကြတာကိုပဲပို့ပြီးရွေးချယ်ကြမှာပါဒီ bitcoin ကြောင့် cyber scan လုတ်ခံရတာတို့ဘာလို့ဆိုတာကလဲတူးတယောက်ချင်းရဲ့စဉ်းစားဆင်ခြင်မှုကပဲ85ရာခိုင်နှုန်းလောက်ကိုတော့ကာကွယ်နိုင်ပါတယ်လို့သူတွေဒီတွေကလည်းမှတ်ချက်ပြုထားတာကိုလေ့လာတွေ့ရှိရပါတယ်ခင်ဗျာ February 25ရက်နေ့ကစင်ကာပူရဲဌာနကြီးပြောကြားချက်အရာ စင်ကာပူနိုင်ငံသားများသည် cryptocurrency ငွေကြေးလိမ်လည်မှုကြောင့်စင်ကာပူဒေါ်လာ1.1 billion ထိ2024ခုနှစ်တွင်ဆုံးရှုံးခဲ့ရကြောင်းသိရှိရပါသည်၎င်းဆုံးရှုံးမှုပမာဏသည်2023ခုနှစ်ကနေနှိုင်းယှဉ်မယ်ဆိုလို့ရှိရင်80ရာခိုင်နှုန်းကျော်ကပိုမှုများပြားနေကြောင်းလည်းသိရှိရပါသည်ဒါပေမဲ့အခြားတစ်ဖက်မှာလည်းအမေရိကန်နိုင်ငံရဲ့ stock exchange ဖြစ်တဲ့ NASDAQ စာရင်းဝင် JD Culture Group ကလည်း Bitcoin နဲ့ ထရမ့်မင်းကွိုင်တို့ကို US ဒေါ်လာတန်300ဘူးအထိဝယ်ယူမယ်လို့မေ13ရက်နေ့ကကြေညာထားတာကိုတွေ့ရှိရပါတယ်။ဒါကိုကြည်ချင်းအားဖြင့်ခိုင်မာမှုရှိတဲ့ Bitcoin ကိုဝယ်ယူမှုနဲ့နိုင်ငံရေးအခြေအနေပေါ်မှာမူတည်ရတော့လကောင်းစီးပွားရေးအခြေအနေများပေါ်မူတည်ရတော့လကောင်းအခြား cryptocurrency ငွေကြေးများကိုလည်းဝယ်ယူလျက်ရှိသည်ကိုသိရှိရပါတယ်ခင်ဗျာ။ Bitcoin ဆိုတာကရင်းနှီးမြှုပ်နှံမှု speculated investment ဆိုတာတဲ့သူက saving technology ကြီးပွားတိုးတက်ဖို့အတွက်ငွေစုဆောင်တဲ့ဤပညာတစ်ခုလို့ယူဆနိုင်ပါလေ။ ခိုင်မာတဲ့ US ဒေါ်လာငွေကြေးတောင်တန်ဖိုးကတစ်နှစ်နဲ့တစ်နှစ်ယွန်နဲ့နေတတ်တာမျိုးလည်းရှိတတ်ပါလေ2024ခုနှစ်ထဲမှာတင် Bitcoin က US ဒေါ်လာထက်တောင်အစ120ကျော်အောက်ပါပေါင်းဖြစ်နေတာကိုတွေ့ရှိရတဲ့အတွက်တမန်အရပြန်ကြည့်လိုက်ရင်လည်း Bitcoin ကအတက်အကျရှိနေတာမှန်ပေမဲ့သူကအငြင်းတန်းအပေါ်ကိုပဲတက်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်တခြားတစ်ပတ်မှာလည်းဂျူဒန်နိုင်ငံတို့အီသီယိုးပီးယား၊ဗင်နီဆွဲလား၊ဘိုလီးဗီးယား၊အာဖဂန်နစ္စတန်နဲ့မြန်မာနိုင်ငံတို့ကငွေကြေးတွေကတော့ နှစ်ကုန်ရင်တန်ဖိုးကကျသွားမှာအသေးချာပါပဲတကယ်တမ်းပဆန်ဆိုတာကစုထားရင်တိုးပွားလာရမှာဖြစ်ပေမဲ့တကယ်တမ်းကျွန်တော်တို့ရဲ့လက်တွေဘဝမှာကျွန်တော်တို့သုံးနေတဲ့ပဆန်တွေဟာမတိုးပွားလာတဲ့အပြင်ရေခဲတုံးအရေးပေါ်သလိုမျိုးခဏလုံးခွေးရသလိုမျိုးလုံးပါပါလာတာကိုပဲတွေ့ရပါတယ်ဥပမာမိမိကဘဏ်အကောင့်ထဲမှာငွေသိန်းတရာစုထားမယ်ဆိုရင်တစ်နှစ်ကြာလာချိန်မှာတော့ငွေတန်ဖိုးဟာ US ဒေါ်လာတန်ဖိုးနဲ့ရှင်လိုက်ရင်သိန်း40ကျော်လောက်ပဲရှိနေတော့မှဒါကြီးကတကယ်ပဲအတိတ်ပဲမရှိတာပါ ဒါကြောင့်ငွေကြေးရဆက်ကောင်းတဲ့ US ဒေါ်လာလိုအနောက်နိုင်ငံကြီးတွေမှာနေထိုင်တာမျိုးမဟုတ်ပဲဖွံ့ဖြိုးတဲ့နိုင်ငံလေးတွေမှာငွေကြေးစနစ်မဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာနေထိုင်တဲ့ပြည်သူတွေအတွက်ကတော့တန်ဖိုးကြတဲ့အရာတွေတန်ဖိုးရှိတဲ့အရာကိုပဲကင်တင်ချောင်းကိုလည်းသူ့တေတီတွေကရှင်းပြထားတာကိုတွေ့ရှိရပါတယ်။ဒါကြောင့်လူအဖွဲ့အစည်းနဲ့တစုံတူးတယောက်ကထိ ंछ ုပ်ထားတာမရှိတဲ့တခုတည်းသောပစ္စည်းကတော့ဘစ်ကွိုင်းမဖြစ်လို့နေပါတယ်။ဒါကြောင့်တင်ချာနီးနဲ့ဖြည့်ရှင်းတဲ့ဒီဘစ်ကွိုင်းကတော့တကမ္ဘာလုံးမှာ 15နှစ်ကျော်ကာလမှာဒေါင်းတိုင်တစ်ခါမှမဖြစ်ဘူးသေးပါဘူး။ဒါပေမဲ့ဒီ cryptocurrency ကတော့အရန်အနေများပါလေ။ဒီလိုလူအစုအဖွဲ့တွေပါဝင်နေခြင်းကြောင့်ဒီလိုလူအစုအဖွဲ့ကိုတခြားလူတစ်ယောက်ကတဦးတစ်ယောက်ကနိုင်ငံရေး power economy power လွှမ်းမိုးလို့ရာချင်းတွေကြောင့်သူတို့အတိုင်းဝိုင်းနဲ့နှိဆက်သူတွေသွားအကျိုးကျေးဇူးရသွားကြတာပါ။သူတို့နဲ့မနှိဆက်ပေမဲ့သူတို့ရဲ့လွှမ်းမိုးမှုယုံကြည်မှု အပြောဆိုနောက်ကိုလိုက်တဲ့တခြားသူတွေကတော့ financial damage တွေ social damage တွေငွေကြေးဆိုင်ရာလူမှုရေးဆိုင်ရာထိခိုက်ပျက်စီးမှုတွေသာဖြစ်နိုင်ခြေပိုများနေလို့စိုးရင်စရာဖြစ်နေတာကြောင့်ဒီ bitcoin နဲ့ cryptocurrency တို့ရဲ့ဌာနချက်လေးတွေကိုအပြူသဘောဆောင်ရင်းနဲ့သူတေတီတို့ရဲ့ကိုကားချက်လေးတွေကိုတင်ပြလိုက်ရပါမယ်ခင်ဗျာကျွန်တော်တို့ next new channel ကိုအားပေးနေတဲ့ပေးသက်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်နောက်လာမယ့်အပတ်တွေမှာလည်းကောင်းတဲ့ကောင်းဆက်လက်ကြိုးစားတော့ပါဦးမယ်ခင်ဗျာ Thank you for watching. Please like and do subscribe. Thank you. See you again.